Hello မင်္ဂလာပါရှင်ဒီတစ်ခေါက်မကဘောနော်ဒီ terror reading လေးဟောပေးမှာမဟုတ်ဘူးဒီနေ့မှာပြင်သွားရင်းနဲ့ဒီစာအုပ်လေးတွေ့လို့ဝယ်ခဲ့တယ်ဒီစာအုပ်လေးတွေကဘောနော်အကြောင်းအရာလေးတချို့ကိုအဲ follower လေးတွေကိုဖျက်ပြပေးမယ်အကယ်၍စာလေးကိုနားထောင်ခြင်းနဲ့ဆိုရင်ဗီဒီယိုလေးကိုဆက်ကြည့်ပါနော်အကယ်၍နားမထောင်ခြင်းဆိုရင်ဗီဒီယိုလေးကိုကြောက်သွားပြီပါနော် အဲဒါလေးက reading hall တဲ့ video လေးမဟုတ်တဲ့အတွက်ပေါ့နော်တချို့လေးတွေကနားထောင်ခြင်းမနားထောင်နိုင်မယ်တချို့လေးတွေကတော့လည်းနားထောင်ခြင်းနိုင်မယ်အဲတော့အမကဘလို့အကြောင်းအရာလေးကိုဒီစာအုပ်ထဲကနေပြပြပေးမယ်ဆိုတော့ကိုနားထောင်ကြည့်ရအောင်နော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးက happiness ပျော်ရွှင်မှုပျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့ ဒီစာအုပ်လေးထဲမှာဘာလေးတွေရေးထားလဲဆိုတာလေးဥမာကပြပြပေးသွားမယ်နော်ပျော်ရွှင်မှုပျော်ရွှင်မှုကကိုယ်နာမှာတချို့ပျော်ရွှင်မှုတွေကဖန်တီးလို့ယူရတယ်ဆိုပေမဲ့ကိုယ့်ကိုအမှတ်မထင်ပျော်ရွှင်စေတဲ့အခိုက်အတန့်လေးတွေလည်းရှိပါတယ် လူဆိုရင်တော့လေပျော်ရွှင်ခြင်းဟာခုနားမှာမျက်ရှိနေကြောင်းသတိထားမိစေပါတယ်။ကိုသတိရနေတဲ့လူတယောက်စီကဖုံးဝင်လာတာကိုသတိရနေတဲ့အချိန်လေးမှာတိုက်တန့်ဆင်ဆန် message ပို့လာတာတွေ့ကျင်နေတဲ့သူကိုအချင်းဆိုပဲတွေ့လိုက်ရတဲ့အခါဘာရမို့တိတ်ကိုပျော်ရတယ်။ဝမ်းသာကျေနွရပါတယ်။ရာသီဥတုတာယာတာကိုစားကျင်နေတဲ့ဟင်းလေးကိုအမေကချက်ထားတာ။ ချစ်တဲ့သူတွေနဲ့စကားပြောနေတာတငယ်ချင်းစီကကိုယ့်ကိုသတိရကြောင်ကြားရတာကလေးလေးတွေခွေးကလေးတွေပစားနေတာကိုထိုင်ကြည့်ရတာပန်းကလေးတွေကိုငေးကြည့်ရင်နှံ့အော်တန်လေးတွေထိုင်နာထောင်ရတာဒါတွေကတော့ကျမတို့ကျူတင်စီစဉ်ထားခြင်းမရှိရပျော်ရွှင်မှုတွေပါပဲတကယ်တော့ပျော်ရွှင်မှုတွေကကိုယ့်အနားမှာမြင်ရှိနေပါတယ်ကျမတို့ကသတိမထားမိလို့ဒါမမြင်မိကြတာပါ တချို့ပျော်ရွှင်မှုတွေကငွေကြီးကုန်ချခံဖို့မလိုပါဘူးအချိန်မပေးရဘူးနေ့စဉ်ဘဝမှာနေ့စဉ်ရှင်သန်ရင်ကြုံတွေ့နေရတဲ့အခိုက်အတန့်တိုင်းမှာပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ပါတယ်အမတ်တမဲကလည်းအမတ်တရားဖြစ်စေတဲ့ရိုးရိုးရှင်းရှင်းပျော်ရွှင်မှုတွေကလည်းတန်ဖိုးကြည့်ပါရဲ့အဲ့တော့ဒီစာလီးတွေရဲ့သဘောရဆိုရင်တော့ကွာအမားတို့တွေကတစ်ခါတလေကြာရင်ပျော်ရွှင်မှုတွေကိုမမြင်နိုင်ကြဘူး เนาะเออပြောမှာဆိုရင်กว่าအမဆိုလဲယင်တော့ဆိုရင်အရန်စိတ်ညစ်တက်တဲ့သူတခုခုဆိုရင်กว่าစိတ်ကိုပြောမှာဆို emotional တာဖြစ်ပြီးတော့ဗောနော်အဲ့လိုမျိုးဖြစ်တက်တဲ့သူဗောနော်အတွေးလဲများတက်တယ်အဲ့ခါကျရင်ကိုပြည်နာမှာရှိတဲ့ပျော်ရွှင်မှုလေးတွေကိုမမြင်နိုင်တော့ဘူးစိတ်ညစ်တယ်စိတ်ညစ်တယ်လို့ပဲတွေးနေမိတယ်အခုဆိုရင်ကိုပြောတဲ့ຢာလေးတွေကိုလုပ်တယ် ခါလီကျရင်ကိုပြိုရှင်မှုလေးတွေလို့ဖို့အတွက်ငွေကြေးလေးတွေလည်းကုန်ရတယ်ပေါ့နော်သူ့မျိုးကုန်သွားတဲ့ခါကျရင်တော့ဆိုရင်မလုပ်ချင်နှမျောတယ်ရမ်းဝင်ပေါ့နော်ဘာလို့ဆိုတော့ငွေကြေးဆိုတာကလည်းကိုအတွက်ကရှားတာနည်းနည်းခက်ခဲတဲ့နေရာမှာပါတယ်ဆိုတော့လေအဲ့လိုဆိုတော့နှမျောမိရယ်ပေါ့ဒါပေမဲ့အခုကအဲ့လိုတော့မဟုတ်တော့ဘူးငွေကြေးကိုအကျိုးရှိစွာတောင်းတယ်ကျေးဇူးတင်စွာတောင်းတောင်းတယ် ြောရင်ကိုပျော်ရွှင်မှုတက်ဒီငွေကြေးလေးတွေကိုလည်းသုံးပြတယ်။အမ်ရင်းနှီးဆိုရင်မားဆိုရင်ခေါင်းလျှော်ရတာနှမျိုးတယ်။ပတ်စံကုန်းနေဆိုပြီးတော့လေဒါပေမဲ့အခုနောက်ပိုင်းမှာကိုစိတ်ဖြည့်စင်မှုတွေများလာတဲ့အခါစိတ်တွေညစ်လာတဲ့အခါခေါင်းလျှော်သွားခေါင်းတော့လျှော်လိုက်တယ်။အမိန်ခံလိုက်တယ်။ဘယ်လိုပြောရမလဲ။ငွေကြေးလေးတွေကကုန်သွားတယ်ဒါပေမဲ့စိတ်လေးတွေကြည်လင်လာတယ်စိတ်ပျော်လာတယ်ကွာ။ ီလိုမျိုးလှုပ်ခြင်းကလည်းအမအတွက်ပျော်ရွှင်မှုတစ်ခုပဲဒီပျော်ရွှင်မှုလေးကိုအမနှစ်သက်တယ်နောက်ပြီးတော့စိတ်ညစ်လာတဲ့အခါကျရင်အမတစ်ခုလှုပ်တတ်တာဟွန်းဟောပေါ့အဲကြောင်ကလေးတွေအိမ်မှာကြောင်လေးတွေမွေးထားတော့လေကြောင်လေးတွေနဲ့စကားတွေပြောလိုက်တယ်သူတို့လေးရစော့နေတာကြည့်ရသူတို့လေးတွေကိုစားနောက်တယ်ကလေးညာလည်းကိုယ်တော့ပျော်ရှင်မှုပဲခဏတာစိတ်ပျော်ရှင်သွားပြီးတော့ကို့မှာရှိတဲ့ stress တွေပျောက်သွားတယ် အဲ့လိုပေါ့နော်ကိုဗီနာမှာပျော်ရွှင်မှုလေးတွေရှိရဲကွာကိုရီးယားမမြင်နိုင် မသိဘူးဒါကြောင့်မလို့ဘေးနားပျော်ရွှင်မှုလေးတွေဒီစာထဲမှာရေးထားတယ်လို့မျိုးပေါ့နော်ပျော်ရွှင်မှုလေးတွေကိုလည်းကိုကမြင်တတ်ရမယ်ဒီပျော်ရွှင်မှုလေးတွေကိုလည်းခံစားတတ်ကြမယ်ဒီထဲမှာရေးထားတယ်လို့မျိုးပေါ့နော်ကိုစားကျင်တဲ့ဟင်းလေးကိုကိုကမပြောမပြောမိပဲနဲ့ကို့အမေကတိုက်ဆန်စွာချက်ထားတယ်ဆိုရင်လည်းဒါပျော်ရွှင်မှုလေးပဲအရန်ကိုပြောရတယ်အဲ့လိုသဘောလေးပဲပေါ့နော် ဒါကြောင့်မလို့ငြင်းတဲ့စိတ်ညစ်ရတဲ့ဆိုတဲ့ဖြစ်မျိုး အဖြစ်မခံပါနဲ့ကိုဘေးနားမှာရှိတဲ့ပျော်ရွှင်မှုလေးတွေတတိလေးကအစပေါ့နော်မြင်တတ်အောင်ကြိုးစားပါချစ်တတ်အောင်ကြိုးစားပါဒီလိုမျိုးလေးတွေကနေကို ကိုရဲ့ပျော်ရွှင်မှုကကိုနားမှာပဲရှိရဲဆိုတာကိုရှာတွေ့လာပါလိမ့်မယ်ဒါတော့ဒီစာလေးကိုကိုကားပြီးတော့အမကပြောချင်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးတာပေါ့နော်အဲ့တော့နောက်တစ်ခုဆက်ဖတ်ကြရအောင် တင့်ရဲ့ပျော်ရွှင်မှုကတင့်တာဝန်ပါတဲ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုကကိုယ်မှာပဲလုံလုံလည်လည်တာဝန်ရှိပါတယ်ဘသူကမှကိုယ့်ကိုအမြဲပျော်အောင်ထားမှာမဟုတ်ကြလို့ကိုယ့်ကိုအမြဲပျော်အောင်ထားပြီးဖို့လည်းဘသူမှမှတာဝန်ရှိမနေပါဘူးကျမအကျောက်ဆုံးကကိုယ့်ရဲ့ပျော်ရွှင်မှုကိုသူတစ်ပါးအပေါ်မိခိုမိမှာကိုပဲဘာလို့ကြောက်ကြလဲလို့မေးရင်မိခိုခဲ့ဘူးလို့ကျမဖြေရပါမယ်သူတစ်ပါးကိုမိခိုပြီးမှရလာတဲ့ပျော်ရွှင်မှုတွေရဲ့ဆွေးလန်းခြင်းတန်နာကျင်ခြင်းတန်ကိုကောင်းကောင်းခံစားဖို့လိုပါ လူတယောက်ကိုချစ်တယ်ခင်တယ်တန်ရောစင်တွင်မိသွားတယ်ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းအရာရာကိုဒီလူတယောက်စီမှာပုံအောင်မိတဲ့အခိုက်အတန့်တွေရှိတယ်ဒါဟာချစ်သူရည်စားအတွက်တည်းမဟုတ်ပဲရင်းနှီးကျွမ်းဝင်တဲ့ခင်မင်းရင်းနှီးလွတ်နဲ့ဘလို့ဆက်ဆံရင်းမှမဆိုဖြစ်တတ်ပါတယ်သူနဲ့အမြဲစကားပြောနေရမှပြောတာသူရှိနေပြီးမှစိတ်သက်သာရရတာသူကပြောအောင်လုပ်ပြီးမှပဲကိုကပြောတတ်တော့တာအဲ့ဒီလိုပဲသူ့ရဲ့စကားလေးတစ်ခုငါစဝမ်းနဲ့ပြူလဲစေခဲ့တာ သူခယူးမဆိုင်ပေးရင်ကိုကိုကိုလည်းခယူးမဆိုင်တော့ဘူးဖြစ်ချင်တာဖြစ်နေချင်းတလို့နေတယ်။ဒီလိုနဲ့ပျော်ရွှင်မှုတွေကလူတချို့စီမှာမှီခိုခဲ့ရဘူးတဲ့။ကိုရဲ့ပျော်ရွှင်မှုဟာတခြားသူတွေပေါ်မှီခိုနေရရင်အဲ့လိုပြောအောင်လုပ်ပေးမဲ့သူတွေမရှိတော့တဲ့တနေ့ကို့အနာကထွက်ခွာသွားတဲ့တနေ့ရောက်လာခဲ့ရင်ကိုဟာအယုတ်ချိုးပြကြံနေခဲ့ရလိမ့်မယ်။ကိုရဲ့ပျော်ရွှင်မှုဟာဘာလဲမသိတော့ဘူး။ ပြောအောင်ဘလို့နေရမလဲမသိတော့ဘူးကိုဟာပျော်ရွှင်မှုနဲ့ထိုက်တန်ရဲ့လာတာမသိတော့ပါဘူးကိုကိုပျော်ရွှင်စေတဲ့လူတွေရှိတာကောင်းပါတယ်ဒီလူတွေကြောင့်ကိုပျော်ရွှင်ရတယ်ဆိုရင်လည်းကောင်းပါတယ်တစ်ဆက်တည်းမှာပဲဒီလူတွေမရှိရင်ကောငါဘလို့ပြောအောင်နေမလဲဆိုတာကိုပါသင်ယူထားဖို့လိုပါတယ်တိကျတာကဘလို့ဆက်ဆံရေးတွေမစိုးတေကွဲသူမဟုတ်ရှင်ကွဲခွဲခွာကြရမှာမဟုတ်လားဘသူကမှကို့ကိုပြောအောင်မထားနိုင်ရင်လည်း ကိုကိုကိုပြောအောင်ဘလို့ထားရမလဲဆိုတာကိုတေချာသင်ယူထားပါကိုကိုကိုကယူဆိုင်တက်ရမယ်ချစ်ခင်တက်ရမယ်ကိုကိုပြောရှင်မှုပေးစေတဲ့အရာတွေကိုအမြဲရှာဖွေတက်ရပါမယ်ကိုကိုပြောအောင်ထားဖို့ဘသူမှမတာဝန်မရှိဘူးကိုကိုတိုင်းမှာပဲတာဝန်အပြည့်အဝရှိပါတယ်အဲ့တော့ဒီစာလေးကိုဖတ်မိသွားတဲ့အချိန်မှာဗာလေးတွေသင်ခန်းစာရသွားလဲဆိုတော့ကိုရဲ့ပေါ့နော် ဒီပြောမယ်ဆိုရင်တော့အဓိကတော့အမတို့ပြောမယ်ဆိုရင်တော့ self love ပေါ့နော်ကိုကိုကိုချစ်တာကိုကိုကိုတန်မိုးထားတာကိုကိုကိုယူဆိုင်တာဒါရီယာကို့မှာမရှိတဲ့အတွက်ကြောင့်တခြားသူစီမှာမှီခိုးမိတာတွေပဲတခြားသူကကိုကိုယူဆိုင်ပြီးနေမှာကိုကိုပျော်အောင်ထားပြီးနေမှာကိုကပျော်ရတယ်ဒီလိုမျိုးတွေနဲ့မှီခိုးမိတဲ့ပေါ့နော်ဒီ attachment လို့ပြောအောင်ပါပေါ့နော်ဒီလိုစိတ်တွေဆွဲလန်းစိတ်တွေမှီခိုးတတ်တဲ့စိတ်တွေကြောင့်အမားတို့တွေ ခံစားကြရတယ် relationship ပိုင်းနေမှာဆိုလည်းအဲ့လိုပဲဟာသူရှိမှငါပြောမှာသူမရှိရင်တော့ငါပြိုလဲပြီအချိန်တန်ငါစကားလေးတွေပြောနေရမှသူစီကယူဆိုင်မှုလေးတွေငါရနေရမှသူကငါ့ကိုဒီလိုလေးတွေလုပ်ပေးရင်ငါပြောတယ်လုံမပေးတော့ရင်ငါပြောတော့ဘူးစသဖြင့်ပေါ့နော်အဲ့လိုမျိုးတအားကိုမိခိုးသွားတဲ့စိတ်တွေအမတို့တွေရှိခဲ့ကြတယ်ရှိတတ်ကြတယ်ဒါ relationship တိုင်းမှာဒီလိုပဲဖြစ်တတ်ကြတယ်ကွာ အဓိကတော့အဲ့ဒါတွေကဘောနော်ကိုယ်ပျော်ရှင်မှုကိုကိုယ်စီမှာမရှာပဲတပားသူစီမှာတွားရှာလို့ပြီးတော့မတည်မြဲခြင်းဆိုတဲ့အရာတွေကိုလည်းအမတို့ကလက်ခံတာဖို့လိုအပ်တယ်မတည်မြဲခြင်းဆိုတာဘာတွေလဲကိုကိုတော်မှမပိုင်တာလေဟုတ်တယ်မလားနော်လောကကြီးမှာဒီလိုဒီလိုနဲ့ချစ်မိပြီးပြီးတွေးမိသွားပြီဆိုရင်ဒီလိုဒီလိုနဲ့ပဲတဆုံးနိုင်ပေါင်ဖက်ရမယ်လို့ဘယ်သူမှမပြောထားဘူးအပေါင်ဖက်နိုင်ရင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့ မတည်မြဲခြင်းဆိုတဲ့ပေါ့နော်ဒီလောကတဘာဝကိုနားလည်ထားတဲ့အခါကျရင်ကိုက attachment နဲ့ရောလာမယ်ပြောရမစင်ကွာချစ်တဲ့အောင်တင်ပြီးဝရင်လည်းလွတ်လွတ်တက်အောင်တင်ယူနိုင်ရမယ်ဒီလိုသဘောမျိုးပဲဒါကအချင်းနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီချစ်ချင်းမြတ်တာတွေမှာလည်းပြိုရှင်မှုကိုယူတဲ့အခါ ကိုပြောရှင်မှုကိုကိုစီမှာပဲရှာဖွေနိုင်အောင်ကြိုးစားရမယ်ဒီလိုမျိုးရှာဖွေဖို့အတွက်ဆိုရင်ကိုကိုကိုချစ်ခင်ခြင်းဒီတန်းမှာပြောရတဲ့မျိုးเนาะကိုကိုကိုချစ်ရမယ်ကိုကိုကိုဂရုစားရမယ်စသဖြင့်ပေါ့เนาะဒီလိုလေးကို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 ပေးနိုင်မှကိုပြောရှင်မှုကိုကိုစီမှာရှာနိုင်မှာเนาะအဲ့တော့အမားတို့တွေမိခိုနေတဲ့စိတ်တွေဒီ attachment တွေအစွဲလန်းတွေတပားသူရှိနေမှတယောက်ယောက်ရှိနေမှတယောက်ယောက်ကဘယ်ယူဆိုင်ပေးနေမှ စိတ်ခင်းအောင်လုပ်ရမယ်စိတ်သက်သာရတဲ့စိတ်တွေစိတ်ပျော်တဲ့စိတ်တွေဒီတရားရောက်တာမရှိရင်ဘယ်လိုလုပ်မလဲကြိုလဲသွားမယ်ကိုကိုကိုစဉ်းစားကြည့်လေအဲ့လိုမျိုးအဖြစ်မခံပါနဲ့နော်အဲ့တော့ပျော်ရွှင်မှုကကိုတာဝန်ပဲ तू ကကိုကိုပျော်အောင်ထားပေးရမယ်တာဝန်မရှိဘူးဟုတ်တယ်ချစ်လို့ချစ်တယ်ကျွန်တော်ကချစ်တာပဲငါ့ကိုပျော်အောင်ထားပေးရမှာပေါ့မှန်ပါတယ်ချစ်လို့သူလည်းပျော်အောင်ထားပေးတယ်မှန်တယ်ဒါပေမဲ့ပေါ့နော် အဲ့ဒါကြီးကိုအရန်ကြီးစိတ်ထဲထားနေလို့မရအောင်လေတည်တယ်မလားဟိုဘယ်လိုပြမလဲအကယ်၍ဟိုတဖက်ဖက်ကစိတ်တည်ငြိမ့်ဝေလာတဲ့အခါစိတ်ပြက်လာတဲ့အခါဒီပျော်ရှင်အောင်ထားပြဖို့ဆိုတာမဖြစ်နိုင်တော့ဘူးကွာဖြည်းဖြည်းချင်းအချိန်နဲ့မပြီးတော့ဘူးဖြည်းဖြည်းချင်းအေးဆက်လာကြတယ်ဘယ်လိုမျိုးတွေဒါ relationship တွေမှာကြုံတွေ့ရတတ်တာအဲ့လိုဆိုရင်ကိုပါးတွေကိုဒီလိုမျိုးတွေမကြုံတွေ့ခင်ဘာတွေကိုစူးစမ်းတင်ယူထားရမလဲဆိုတော့ကိုကိုကို မြဲတမ်းတတိပေးထားရမယ်သင်ယူနိုင်ရမယ်ပြောချင်တာက relationship အတိုင်းလဲဒီလိုမျိုးခွဲခွာရမယ်ဒီလိုမျိုးကြုံတွေ့ရမယ်လို့ပြောချင်တာတော့မဟုတ်ပါဘူးတချို့တွေခိုင်မြဲတဲ့ချစ်ချင်းမြတ်တာတွေတစ္ဆာတရားတွေနဲ့ရှိသွားတဲ့ relationship တွေလည်းအများကြီးပါပဲ relationship တွေကကိုယ်ဘယ်လိုပုံစံကြုံမယ်ဆိုတာကိုမသိနိုင်ဘူးလေဟုတ်တယ်လားဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကိုလက်ရှိမှာအကောင်းဆုံးပေါ့နော်ဟိုကိုကိုကိုလည်းခေယူဆိုင်ကိုကိုကိုလည်းချင်ရင်ဒီလိုမျိုးလေးတွေကို စူးစမ်းနေရင်နေနိုင်ဖို့ကတော့အရေးကြီးတယ်အဲ့လိုအနေမှာတဆင့်ချစ်ချင်းမြတ်တာရထပ်တူကြပြီးတော့အတူပေါင်းဖက်သွားနိုင်တဲ့အခါကျတော့လေဒါလုံးဝကိုဝမ်းသာစရာ ပီတိဖြစ်စရာ blessing တစ်ခုပဲအဲ့လိုမှမဟုတ်ရင်လည်း lesson တွေသင်ယူရတဲ့အခါကျရင်လည်းအမားတို့တွေကစဉ်းစားခံရင်ဆိုင်နိုင်အောင်လို့ခုတည်းကခုလက်ရှိပေါ့နော်ကာလမှာတည်းကကိုပြောရှင်ချင်းကိုကိုစီမှာပဲရှိအောင်ကိုစူးစမ်းရမယ်ဒါတော့ဒီစာလေးနဲ့ပတ်သက်ပြီးတော့အမှ အဲထပ်တိုးပြီးတော့ပြောပြပေးတဲ့ message လေးပေါ့နော်အဲ့တော့နည်းနည်းလေးတော့ကြာသွားပြီဆိုတော့လေอืมနောက်ထပ်စာပိုင်းလေးရောနောက်တစ်ခေါက်မှနောက်ဗီဒီယိုလေးကြားမှပဲပြောမယ်နော်ဒီဒီစာလေးစာပိုင်းလေးနှစ်ပိုင်းပေါ့နော်ဒီကောင်းစင်လေးနှစ်ခုကနှစ်ခုနဲ့ပတ်သက်ပြီးတော့အမှလည်းအဲပြောချင်တာလေးကိုထည့်ပြောသွားတာဖြစ်ပါတယ်တကယ်၍အခုလိုမျိုးစာလေးဖတ်ပြပြီးတော့ရှင်းပြပြီးတာလေးတွေကိုသဘောကျတယ်ဆိုရင် comment လေးတွေရေးပေးခဲ့ပါเนาะနောက်တစ်ခါလေးမှာလည်းဒီလို video လေးတွေလည်းအမကျူစားပြီးတော့ဖတ်ပြပေးမယ်ဒီဆက်စာလေးတွေဖတ်ပြပြီးတော့အဲအတိတရားလေးပေါ့နော် message လေးလည်းအမပြောပြသွားပါမယ်ဒါကတော့ terror horror တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီတိုင်းပဲအဲကိုယ့်အတွက်ပေါ့နော်ဒီတိဖို့လိုအပ်တဲ့ message လေးတွေပေါ့ကွာအဲ့ဒါလေးတွေကိုစာလေးရနေတဲ့ဆင့် တ်ပြပြီးတော့ပြောပြပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။သဘောကျတဲ့ဆိုင် like and comment လေးတွေပေးွားကြပါနော်။ကျေးဇူးများကြီးတင်ပါတယ်။ See you. Bye bye.